အလုံးမမင်္ဂလာပါ The Great Concealer Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် pick up by reading ကတော့အခုပေါ့နော်ဒီအခုအခုလက်ရှိပေါ့နော်ဒါကိုမအာဘာကိစ္စရရှိလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုဒီအခုချိန်မှာကိုဘာလှုပ်လိုက်လို့ရှိရင်အနာဂတ်မှာနော်ဟိုးနောင်လာမယ့်အနာဂတ်မှာပေါ့နော် နောက်တာမရနိုင်မဲ့အရာဖြစ်သွားမလဲပေါ့အဲအဲ့လိုပုံစံမျိုးလေးကြည်ပေးမှာဖြစ်ပါတယ်အဲ့တော့ဖိုင်ကြီးကြမယ်ပေါ့နော်အဲ့တော့ဒီမှာပေးထားတဲ့ဖိုင်လေးကိုရွှေ့လိုက်ပါ ပုံလေးနှစ်ခုပေးထားပါတယ် ဒါဆိုရင်ဖိုင်ယူလုပ်ပြီးလာပြီထင်ပါတယ်အဲ့တော့ဟိုဟာပေါ့နော်ဗီဒီယိုထဲမှာချောင်းဆိုးတန်နေပါပါလို့ရှင်တော့နည်းနည်းလေးတီခံပေးပါလို့နော်ရီဒါအဖွာကျမကြီးမကောင်းတဲ့အခါကြတော့လေအော်အတန်ကအတန်ပါနေတာပေါ့နော်ဒါကျမကြီးနဲ့ပတ်သက်ပြီးတော့ကြားလဲတိတ်တိတ်ငီးလို့ပြောလို့တော့ပဲရမလားနော်အဲကြောင့်မလို့ဟိုဟာအကယ်၍အတန်ဒီပါရေးပါတယ်ဆိုလို့ရှင်တော့နည်းနည်းလေးတီခံပေးပါလို့နော် အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာအောင်မင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းပါပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုနေတဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် YouTube video တိုင်းရင်အောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ကိုထည့်ပေးထားပါတယ်ဒါဆိုရင် ဒီပုံလေးကိုရေးထားတယ်ဖိုင်ဝက်လေးတွေစလိုက်ကြအဲ့တော့ reader terror oracle နှစ်မျိုးလုံးနဲ့ကြည့်ပေးပါမယ်ကဲဖိုင်ဝက်လေးတွေကလက်ရှိမှာ5 6 7 8 9 10 လုံရေအနာကမှာ is a one two so one ဟိစတိုက်ကိုနော်ဟာ is of pentacles ဟာတုတ်တိတုတ်တိတုတ်တိ Sisocast. Okay. Or a kelly bat head chila ya. Several flashing hobby. Production. ဒီကကြပါကြပါမလားလို့နော်ဘော်ချမှာ ပြောမယ်ဆိုလို့ရှိရင်ဖိုင်ဝန်းလေးတွေကိုပေါ့နော်ခေးရေထင်းတဲ့အတိုင်းပဲနော်အဲ့တော့ဖိုင်ဝန်းနေရလေလက်ရှိမှာဆိုလို့ရှိရင်ပေါ့နော်ဒီအခုကိုကြုံနေရတဲ့ပေါ့နော်ကိစ္စတစ်ခုခုတည်ကိုပေါ့နော်တော်တော်လေးလဲလက်လွတ်လို့ပေါ့နော်မလွယ်မလွယ်တဲ့အရာတစ်ခုပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်လက်လွတ်လို့မလွယ်ဘူးတည်လားလက်လွတ်လို့မလွယ်ဘူးဒါပေမဲ့လို့ ကင်နာတော့လည်းအဆင်ပြေလားဆိုတော့လည်းမပြေဘူးပေါ့နော်အရန်ကို့အတွက်ပြင်ပန်းရတဲ့ case တစ်ခုပေါ့နော်အဲ့လိုကိစ္စမျိုးရှိတယ်ချိုးဆိုလို့ရှိရင်ဥမာလူဆိုလို့ရှိရင်လည်းပေါ့နော်ဒီလူသည်လို့ပြောမလဲအတိတ်ကပေါ့နော်လူမျိုးပေါ့အာအတိတ်ကပတ်သက်ဆက်နွယ်မှုချိုးဆိုလို့ရှိရင်ကြာနေပြီပေါ့နော်အဲ့လိုမျိုးလူမျိုးဖြစ်တယ်အဲ့တော့ ဒါမဲ့ဖိုင်ဝမ်းနေမှာပေါ့နော်ကန့်ကောင်းခြင်းတစ်ခုရှိကန့်ကောင်းခြင်းတစ်ခုရှိတယ်ဆိုတော့ဗာလဲဆိုလို့ရှိရင်ဖိုင်ဝမ်းနေဖိုင်ဝမ်းလေးတွေကလေအခုပေါ့နော်ဒီ case တော့မဟုတ်ဒီလူကိုပေါ့နော်ဒါလက်လွတ်ကိုလှုပ်လှုပ်ရမှာပေါ့နော်အဲ့လိုလက်လွတ်လိုက်လို့ရှိရင်အနာဂတ်မှာပေါ့နော်ဟိုးလာမယ့်အနာဂတ်မှာနောက်တော့ရစရာကိစ္စမျိုးပဲ ရှိရောမဖြစ်လို့လဲဆိုရင်နိဖိုင်ဝမ်းနေအနေနဲ့ရွေးချယ်မှုကလုတ်ကိုလုတ်ရမှာတိလားသူ့ကိုစွန့်ပြီးတော့ပေါ့နော်လူဆိုရင်လည်းလူပေါ့နော်အခုလက်ရှိကိုယ်လက်ထဲမှာရှိနေတာစီးပွားရေးဆိုလဲစီးပွားရေးပေါ့နော်ဒါကိုစွန့်ပြီးတော့အစ်စ်တစ်ခုပေါ့နော်ရီဒါပြောမယ်နော်အဲ့တော့လူလည်းဖြစ်ရင်ဖြစ်မယ်အရာလည်းဖြစ်ရင်ဖြစ်မယ်ဆိုတော့အစ်စ်လိုပဲပြောလိုက်တော့နော်လက်ရှိကိုယ်လက်ထဲမှာရှိရအဟောင်းကိုစွန့်ပြီးတော့အစ်စ်ကို မဖြစ်မနေရွေးချယ်ရမယ်ဂိမ်းကိုစိုက်တယ်နော်ဒါပေမဲ့အဲ့အဟောင်းကလည်းလေကိုယ့်ရဲ့စိတ်ခံစားချက်ပါနော်အဓိကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကစွန့်လို့ဖို့မလွယ်ဘူးသိလားအဲ့လိုပုံစံမျိုးကိုယ့်စီမှာလာပြီးတော့အရန် strong bone ဖြစ်နေရပါဘောနော်အရန်ကိုတင်းကျပ်တဲ့ဓာတ်ဆီးတစ်ခုလိုမျိုးလာပြီးတော့ရှိနေတာကိုဒီဒီအရာကိုမြင်တော့လေအင်းချို့ပေါ့နော်ရမကတောက်တဲ့သူတွေလိုမျိုးပေါ့နော်အရက်ပီယာဆွဲလန်းတဲ့သူတွေလိုမျိုးပေါ့ တောက်ချင်နေတယ်မြင်လို့ရှိရင်တောက်ချင်နေတယ်ဒါပေမဲ့တောက်လိုက်တော့လည်းဒီအရာကိုတော့ကောင်းလားဆိုမကောင်းကောင်းချိုးဖြစ်တာမရှိဘူးဆိုချိုးဖြစ်တာเนาะတဖြည်းဖြည်းရေရှည်လဲပို့ပြီးတော့အဲကိုကြိုက်လို့ဆိုပြီးတော့တောက်နေရင်လည်းရေရှည်မှာထပ်ထပ်ပြီးတော့ပို့ပြီးတော့ကိုဆိုချိုးတွေထပ်ပေးလာဖို့ပဲရှိတယ်သိလားအဲ့လိုပုံစံမျိုးအဲ့ခါဆိုတဲ့အခါကျတော့ဖိုင်ဝမ်းနေအနေနဲ့ဒီအဟောင်းကိုစွန့်ကိုသူကစွန့်လို့ရမှာသိလားအဲ့လိုဖိုင်ဝမ်းလေးတွေစွန့်လို့လိုက်တော့မှာ အကယ်၍ဒီအဟောင်းဒီဖိုင်ဝမ်းနေအပေါ်မှာစိုးကျိုးပေးနေတယ်ဆိုရင်လူဆိုရင်လေဖိုင်ဝမ်းနေအဲ့လိုဆွန့်လွတ်လိုက်မှာ तू ကသူ့တရား तू တိမှာသိလား तू မားနေတယ်ဆိုရဲအချက်တွေရှိနေတယ်ဆိုရင်လေ तू တိသွားလိမ့်မယ်နော်အဲ့လိုပုံစံမျိုးနောက်တစ်ခု လူမဟုတ်ဘူးစီးပွားရေးအဲ့လိုမျိုးတခုခုဆိုလို့ချင်းလဲဖိုင်ဝမ်းနေသည်ဒီအဟောင်းကိုစွန့်လွတ်လိုက်မှအစ်တတခုနဲ့တွေ့မယ်အဲ့အဟောင်းကိုစွန့်လွတ်လိုက်ဖို့ဆိုတာကလေမစွန့်လဲစွန့်မှုကံတရားတွေကပေါ်လာမှာပဲเนาะတစုံတရာဒီကိုကိုဒီနေရာကနေအာတခြားကိုပေါ့เนาะအော်ရောက်သွားနိုင်အောင်ဆက်ခေါ်သွားနိုင်နဲ့ဆောင်ကျင်းသွားနိုင်နဲ့အကြောင်းအရာတစ်ခုလူပဲဖြစ်ဖြစ် ေါ်လာနိုင်ခြင်းရှိတယ်။နော်။အဲ့ဒီအရာကကိုကိုအဲခုပေါ့နော်ကိုရှိနေတဲ့ကိုခုဘယ်လိုပြောမလဲစိတ်တွေမွန်းကျပ်ပြီးတော့ယုံထွက်လို့မရနိုင်ဘဲနဲ့ကိုအတွက်လည်းပေါ့နော်ဖိုင်ဝန်းတွေအတွက်လည်းစိုးကျိုးဖြစ်နေစေတဲ့ပတ်ဝန်းကျင်နော်လက်ရှိအခြေအနေနော်အဲ့ဒီအခြေအနေမှာရှိနေခြင်းကိုနော် အပြောင်းလဲဖြစ်စီပြီးတော့တခြားနေရာတခုတခြားရဲ့ပေါ့နော်ဘဝဟိုရှင်သန်မှု lifestyle တခုစီတို့ရောက်သွားအောင်လို့ကာကွယ်ပေးမဲ့တစုံတရာတခုရရှိလာနိုင်မယ်နော်အဲ့ဒီအရာအဲ့ဒီအစ်စ်ကိုတမှုထားဖို့လိုတယ်နော်တမှုထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကပေါ့နော်အနာဂတ်မှာတည်လာနိုင်မယ်အဲ့ဒီအစ်စ်ကနေမှအစ်စ်ဒီအဟောင်းကကိုယ့်အတွက်ပေါ့နော်ပြောမယ်ဆိုလို့ရှင်အကျိုးမရှိဘူး เนาะอติกကိုရွေးချက်လိုက်တဲ့အခါမှာအစ်စ်ကနေဘာရလာမလဲဆိုတော့ဟောကိုမရဘူးတဲ့ပေါ့เนาะမရဘူးတဲ့အရာတွေเนาะအဟောင်းထပ်ပို့တော့မရဘူးတဲ့အရာတွေရလာဖို့ရှိတယ်အဲ့တော့အစ်စ်နဲ့အဟောင်းနဲ့ရှင်းလိုက်အတိတ်ကိုပဲရွေးပါလို့ဒီမှာအကြံပြုထားတယ်ဘဝဒီအတိတ်စကိုစရမယ်တဲ့နော်အဲ့ဒီအတိတ် နေရအနေထားချင်းကိုပါမတူတာလေနော်ဥမာဆိုလိုတာကအာဖိုင်ဝမ်နေကဟောင်းဆိုတာပေါ့နော်အိမ်နဲ့ပဲတွေးကြည့်လိုက်ပေါ့နော်ဥမာယာကင်းတဲ့ကမိုးမလုံလေမလုံတဲ့ယာတဲလေးဟိုထိုင်းရွက်လေးတွေနဲ့မိုးထားတဲ့ယာတဲလေးမိုးရလို့ရှိရင်လဲအာဘယ်ချိန်လွင့်သွားမလဲလို့ပေါ့နော်ရေတွေကြီးလို့ရှိရင်လဲကိုင်းထဲမှာရေကြီးရင်လဲ အဲဒီတဲအိမ်လေးရတဲ့အိမ်လေးပဲချိန်မြုပ်သွားမလဲလို့ကြောက်နေရတဲ့ရာတဲလေးနဲ့နေရတဲ့သူ ဖြစ်တယ်ဆိုရင်မိုးလုံလေးလုံနဲ့ပေါ့နော်တိုက်ကြီးတာကြီးနဲ့ခန့်ခန့်ထက်တဲ့အခန်းကျကျဝန်းဆိုဖာရဲ့ဂရင်းနေနဲ့ပေါ့နော်အဲ့လိုနေရမယ့်အခြေအနေနှစ်ခုလို့မျက်လုံးထဲမှာရှင်းကြည့်လိုက်နော်အဲ့လိုအဲ့လိုမတူညီတဲ့အခြေအနေနှစ်ခုကိုတွားပြီးတော့တွေ့ရတယ်နော်ဘာလို့ဆိုဒီမှာကြည့် Kino Ones ကနော် ဒီအစာဦးအဟောင်းဒီအစာဦးအဟောင်းကိုဒါသူပြန် ပြီးတော့ကြည်နေတာเนาะဒီအစာဦးအဟောင်းဒီပြောရမယ်ဆိုတာအစ်စ်မဟုတ်ဘူးเนาะအဟောင်းလို့ပြောတဲ့အတွက်ဒီမှာ तू ကအစာဦးမှာကအကွဲချောင်းလေးတွေရှိနေတာသိလားသဘောတရားအဲ့ဒါပဲเนาะဒီမှာလည်းတံတားလေးရှိတယ်เนาะအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အာဖိုင်ဝမ်းလေးတွေကရှေ့ဆက်ရှေ့ဆက်ပြီးတော့ကို့မှာပေါ့နော်ဒါထပ်ပို့ပြီးတော့အောင်မြင်လာဂိမ်းတွေပေါ့နော် ဒီလိုမျိုးအရေးချင်းတွေရှိရတဲ့သူတွေဖြစ်တယ်เนาะဒါသည်အတိတ်ရဲ့နေရာကိုရောက်ပြီးတော့မှပြန်လဲပြီးတော့ပေါ့เนาะအာဒီနေရာမှာရေဒါကဒါကတ်ရဲ့အတိတ်ပဲဘယ်လိုပဲဖို့ပေါ့เนาะဟိုဟာပြထားတဲ့အာနမိတ်ချင်းကအမြဲတမ်းတူမနေဘူးเนาะအဲ့တော့ဒီမှာကြတော့ဘယ်လိုခံစားရလဲဆိုရင်ဒါသည်သူမရောက်သေးတဲ့ပေါ့เนาะနေရာတစ်ခုကိုဒါညှော်ကြည့်နေတဲ့ပုံစံမျိုးနဲ့တိတ်မတူဘူး ဘလိုမျိုးလဲဆိုသူဒီအဟောင်းကို ထားခဲ့ရတဲ့ပုံစံမျိုးနဲ့ပို့ပြီးတော့တူတယ်ဒါကြောင့်မလို့အဟောင်းကိုထားကိုထားခဲ့ရမယ်နော်ထားကိုထားခဲ့ရမယ်ဆိုရင်နမိတ်မျိုးရှိရဲ့အဲ့တော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အဲ့ဒီအရာကနေပြီးတော့နော်ဘာဖြစ်လို့အစ်စ်ကိုရွေးချယ်ဖို့လိုတာလဲဆိုလို့ရှိရင်အစ်စ်ကိုရွေးချယ်လိုက်တဲ့အခါမှာဖိုင်ဝမ်းလေးတွေကဒီအဟောင်းမှာတုန်းကပေါ့နော်ကိုကပြောရမယ်ဆိုလို့ရှိရင်ကိုကိုကိုပေါ့နော်ရေနှစ်သက်တယ်လို့ဖြစ်နေတဲ့အခြေအနေမျိုးတွေဟို ကံညမအနေထားမျိုးတွေကြုံတွေ့ခဲ့ရတာတွေကကိုပေါ့နော်အကယ်၍ကိုဒီပေါ့နော်ကိုကိုကိုအဲ့လိုနှစ်တက်နေရဲ့ဆိုလို့ရှင်တော့ရေနှစ်တက်နေရဲ့ဆိုရင်တော့မှပဲပေါ့နော်တစ်ဖက်သားကိုပေါ့နော်ငဲ့ညလို့ဆိုတဲ့ပုံစံမျိုးတွေနဲ့ရှိနေခဲ့တဲ့အခြေအနေမှာနော်အဲ့လိုမျိုးဩအဆုံးအဟောင်းကိုဆုံးလိုက်တဲ့အတွက်ကြောင့်အစ်စ်ဆိုတဲ့အခြေအနေတစ်ခုမှာဘာလို့တော့တွေ့ရလဲဆိုတော့ကိုကိုကိုပြန်လဲပြီးတော့ရှာတွေ့လိမ့်မယ်နော် အကိုလမ်းပြောင်းနေတဲ့ကိုကိုကိုပြန်ရှာတွေ့မယ်အမချစ်တတ်တဲ့ပေါ့နော်အလူတွေကိုဘယ်လိုချစ်ရမှန်းမသိတဲ့ကိုကိုပြန်ရှာစသဖြင့်ပေါ့နော်အဲ့လိုမျိုးလည်းကိုလောက်ခဲ့တဲ့ဥမာကိုရဲ့ကုသိုလ်တွေအနစ်နာခံမှုတွေစသဖြင့်ပေါ့နော်အဲ့အရာတွေအကုန်လုံးကိုအနာဂတ်မှာပြန်လဲရရှိလာဖို့ရှိရင်နော်ဒါကြောင့်မလို့ဖိုင်ဝမ်းလေးတွေကအဟောင်းထဲမှာပဲတဝဲလဲလဲနေမယ်ဆိုလို့ရှိရင်အဟောင်းတီအဖိုင်ဝမ်းတွေကိုမီးလို့ပူလောင်စေလိုက်မယ် အနောက်ခုကလည်းဆိုလို့ရှင်ကိုကိုကိုပေါ့နော်အဲ့လိုရင်းနှစ်တက်တယ်လို့တဖြည်းဖြည်းနဲ့နှစ်မုန်းပြီးတော့တည်သွားနိုင်တဲ့အခြေအနေမျိုးမှရှိတယ်။ဒါကြောင့်မလို့ဖိုင်ဝမ်းနေကိုလွတ်ရကျွေရပေါ့နော်စိတ်ချရတဲ့နေရာကိုခေါ်ဆောင်သွားပေးမယ်လူဖြစ်စေအကြောင်းအရာတစ်ခုဖြစ်စေပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖိုင်ဝမ်းနေရအခုလက်ရှိမှာအဟောင်းတစ်ခုကိုစွန့်လို့လိုက်မယ်ဆိုလို့ရှင်တော့အနာဂတ်မှာ အဲဘယ်လိုပြောမလဲနောင်တမရမယ့်အရာပေါ့နော်ဖြစ်သွားလိမ့်မယ်နော်ဖိုင်ဝမ်နေကိုယ့်ရဲ့ကန့်ချမအလှဲ့အပြောင်းကိုဒီအဟောင်းကိုဆွလို့လိုက်ခြင်းအပြင်ကိုတီပိုကောင်းသောအကန့်တရားတွေကိုအနာဂတ်မှာပိုင်ဆိုင်လိုက်ရပါလားဆိုရဲအတိတ်တရားတစ်ခုကိုအနာဂတ်မှာအဲ့ဒီအတိတ်တရားတစ်ခုပေါ့နော်အမြင်တစ်ခုနဲ့စိတ်ကျင်နိုင်ရလိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုရင်ဒါကဖိုင်ဝမ်လေးတွေအတွက်ဖြစ်ပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူလေးတွေကဲဖိုင်တူလေးတွေကအနာကမ်းမှာ ဟာဖိုင်တူးကြတော့ခဏန်းတွေကြီးကုန်မယ်ဖိုင်ဝမ်းကြတော့အစရီပဲနော် The magician hope ဖိုင်ချူးလေးတွေကန်ကောင်းတယ်နော်ကန်တော်ကောင်းနေ creation hope extreme နဲ့ ဖိုင်တူးတွေလည်းလက်ရှိမှာပေါ့နော်ဒါ struggle အရန်လုံနေရတဲ့ life မှာရှိရတဲ့သူတွေဖြစ်နေနိုင်တယ်သိလားကြည်ရတဲ့ပုံစံကဘာလဲဆော့ဖိုင်တူးတွေလည်းအာဟိုအချိန်မမမအိရာမဆာရပေါ့နော်အချိန်မမမအိရာမဆာရနောက်ပြီးတော့လူမသိတဲ့ပူလောင်ခြင်းနေခံစားနေရတယ်အဲ့ထူးဆန်းတာပါလေဆိုဖိုင်ဝမ်ရဲ့ energy နဲ့မတူနော်ဖိုင်ဝမ်မှာကျတော့အဲ့လိုမျိုးအော်ဘယ်လိုပြောမလဲဆိုလူမသိအောင် အခံစားနေရတဲ့ပူလောင်ခြင်းဆိုတာတော့ဖိုင်ဝမ်မှာတော့မတွေ့ခဲ့ဘူးเนาะဖိုင်နုမှာကျတော့ဖိုင်နုကဘယ်လိုလဲဆိုတော့ဒီပြောမယ်ဆိုလို့ရှိရင်ဖိုင်နုလေးတွေကเนาะလက်ရှိမှာအော်ရှားသူတွေမသိရင်တော့မှာပေါ့เนาะအခုလက်ရှိကိုဖြစ်နေတဲ့ case တစ်ခုပေါ့เนาะ struggle life တစ်ခုမှာတော်တော်လေးကိုပင်ပန်းနေပြီဒီလားတော်တော်လေးကိုပင်ပန်းနေပြီเนาะညနေတောင်မှကောင်းကောင်းမအိမ်မအိပ်ရဘူးပေါ့เนาะ အဲ့လိုပုံစံမျိုးတွေဖြစ်နေတယ်။အယံကိုပေါ့နော်။ fine tune တွေရဲ့ live မှာအယံကိုပူလောင်လွန်းနေတယ်နော်။နေဆယ်စင်းထိုးထားတယ်လို့မျိုးပုံစံမျိုးနဲ့ပေါ့နော်။ဘဝကအဲ့လိုပုံစံမျိုးလေးဖြစ်နေတာမျိုးတွေ့ရတယ်။အဲ့တော့ fine tune တွေအနေနဲ့ fine tune ရဲ့ live ကကြတော့လေဘယ်လိုအရာကိုအခုချိန်မှာလှုပ်လိုက်မယ်ဆိုရင်အနာဂတ်မှာ အာနောင်တမရဘူးလဲဆိုတော့လေဖိုင်တူးတွေကလေအခုလက်ရှိပေါ်တော့ဖိုင်တူးလေးတွေအနေနဲ့ပေါ်တော့ကိုယ်အနေနဲ့စွန်စားချင်နေတာတခုခုရှိသလားတိလားပြောချင်တာအဲစွန်ခွာချင်နေတာတို့ပေါ်တော့မူရင်လက်ရှိ အလုပ်ဖြစ်စေလူဖြစ်စေနော်အဲနေရာဖြစ်စေပေါ့နော်အဲ့ကနေပြီးတော့ဖိုင်တူးလေးတွေက အာကိုပေါ့နော်တခုခုကိုစွန့်စားခြင်းနဲ့တို့စွန့်ခွာခြင်းနဲ့တို့ပေါ့နော်အဲ့လိုထွက်ပြေးခြင်းနဲ့တို့အဲ့လိုစိတ်မျိုးဖြစ်နေလားเนาะအဲ့လိုဖြစ်နေတယ်ဆိုရင်တော့အဲ့လိုမလုပ်ဖို့ terror ကအကြံပေးထားတယ်သိလားကြံပေးထားတယ်ဒီနေရာမှာ creation ဆိုတဲ့အတွက်ကြောင့်เนาะ braver moon နဲ့လှလိုက်တာเนาะအတိတ်ပဲဟုတ်อ่ะအဲ့တော့ကြောချင်တာကဖိုင်တူးလေးတွေမှာလေဒီ အဒီဒီ case ကိုပေါ့နော်ကင်တွယ်ဖို့အတွက်တဲ့အုံနောက်ထဲမှာညံညံသွေးအပြည့်ရှိပြီးသားတိလားဖိုင်တူးလေးတွေမှာနိအဲ့တော့ဖိုင်တူးလေးတွေဟိုစဉ်းစားကြည့်ပါတိတိချာချာအဖြေထုတ်ကြည့်ပါပေါ့နော် မြတ်ဟိုကိုကကိုအခုပေါ့နော်အာကိုအကြက်တဲတဲမှာရှိနေတယ်ဆိုလို့ရှင်ဟာအာဒါကြီးอ่ะဗောနောပြောမယ်ဆိုလို့ရှင်အာ ။ဆိုလိုတဲ့သဘောတရားကိုနားလည်လာတော့မသိဘူးနော်။ရေဒီယိုကဥမာလူလူနဲ့ပဲဥမာပြောလိုက်မှာနော်။ဒါအလုတ်လည်းဖြစ်ခြင်းဖြစ်မယ်၊ပစ္စည်းလည်းဖြစ်ခြင်းဖြစ်မော်နော်။လှဲခြင်းတာမျိုးဖြစ်ဖြစ်ခြင်း။ဥမာလူဆိုလို့ရှိရင်လည်းပေါ့နော်။ဖိုင်နူးလေးတွေကဥမာအခုလောလောဆယ်မှာလူတစ်ယောက်နဲ့ဒါလူတယောက်နဲ့ဖိုင်နူးတွေရဲ့ဘဝမှာပြဿနာဖြစ်နေတယ်ပဲထားနော်လူတယောက်နဲ့ struggle လိုက်မှာရှိနေတယ်ပဲထားဖိုင်နူးတွေကပေါ့နော်ဥမာ relationship ပဲထားလိုက်နော်အလွယ်တကူမြင်တာအောင်ပြောလိုက်မယ်စကားတွေဟိုလိုမျိုးကိုယ်ပြောလို့ရှင်တိတ်နာမလဲမှာဆိုလို့ ဲ့တော့ relationship ပဲထားလိုက်အဲ့လို relationship တခုမှရှိနေရဆိုလို့ရှိရင်ဖိုင်တူးတွေကဘာလို့လဲဆိုတော့အဲ့ relationship အခုကိုလက်ရှိရှိနေတဲ့ပေါ့နော် relationship ရဲ့တိုက်တဲ့အောက်မှာတယောက်ယောက်နဲ့ကို connection ဖြစ်နေတဲ့အခြေအနေမှာဘလို့ဖြစ်နေလဲဆိုတော့ဒီလိုကငါပေါ့နော်စိတ်ရှုပ်တယ်ဒီလိုကငါပူပန်စေတယ်ဒီလိုကငါဘာဖြစ်စေရဲ့အဲ့လိုအဲ့လိုအတွေးမျိုးတွေပေါ့နော်အဲ့လိုမျိုးပြဿနာတွေရင်ဆိုင်နေရတာဖြစ်နိုင်တယ်သိလားအဲ့တော့ဖိုင်တူးတွေတကယ်လှုပ်ချင်နေတဲ့စိတ်ကကြတော့လေဒီအရာကိုစွန့်ဖြစ်ပြီးတော့ကိုက ထွက်သွားလိုက်ခြင်းလားဒီလားအဲ့လိုပုံစံမျိုးကဲအလုတ်ဆိုလဲအလုတ်ပေါ့နော်အလုတ်ကိုအစ်စ်ကိုပြောင်းချလိုက်ခြင်းလားတို့ဒီလားနော်နေရာဆိုလို့ရှိရင်လားဒီနေရာမှာမနေချင်ဘူးတခြားဟုတ်ပေါ့နော်ပြောင်းချလိုက်ခြင်းလားတို့အဲ့အဲ့လိုလုတ်ဖြစ်ခြင်းနေရာဒီလားဖိုင်နုတွေလုတ်ခြင်းနေတဲ့စိတ်ကအဲ့ဒီဘက်ကိုဟိုအားတာနေတာเนาะစွန့်ခွာသွားမယ်ပေါ့เนาะ leaf လောက်ဖို့အတွက်ခြံနာခဲ့ဖို့တို့เนาะစွန့်ခွာသွားဖို့တို့ခွဲခွာသွားဖို့တို့အဲ့ဒီဘက်ကို ဖိုင်သူတွေကအရန်ကိုအားသာနေရဲဆိုတဲ့နှမိတ်မျိုးတွေ့ရတယ်ဒါပေမဲ့လို့တကယ်တမ်း terror ကအကြံပေးထားတာကအခုလက်ရှိကိုသည်လူနဲ့ဖြစ်စီပေါ့နော်အဲအရာဝတ္ထုနဲ့ဖြစ်စီ struggle လုပ်နေရတယ်ဆိုရင်မစွန့်ခွာပါနဲ့အုံးမစွန့်ပြစ်ပါနဲ့အုံးချက်မထားခဲ့နဲ့ပါအုံးနော်ဘာလို့လဲဆိုတော့ဖိုင်သူတွေဒီအခုလက်ရှိဖြစ်လူကိုလူတယ်ပဲထားလိုက်ပေါ့နော်သူ့ကိုအလွယ်တကူဖြုတ်ချခဲ့တာခြံလာခဲ့တာထက်ဆိုင်သူနဲ့အဆင်ပြေဖို့အတွက်ပေါ့နော် ဘယ်လိုမျိုးနီးလန်းရှာပြီးတော့ဒါဒီပေါ့နော်လက်ရှိရှိနေတဲ့ကိုယ်စိတ်တော့ကရောက်စီတဲ့ပူပန်စီတဲ့ case ကနေပြီးတော့အာနှောင်းနှစ်ဖက်အဆင်ပြေအောင်အေးချအောင်လို့ဘယ်လိုမျိုးဖြည့်ရှင်းလို့ရမလဲဆိုတာကိုကြိုးစားပြီးတော့နီးလန်းရှာဖွေတာကဖိုင်တူးတွေအတွက်ပိုကောင်းတယ်နော်ဆိုလိုချင်တာကယခုလက်ရှိမှာဖိုင်တူးတွေတည် universe ရဲ့ challenge ပေါ့နော် test တွေမှာစာမွေးပွဲစစ်နေတာမျိုးကိုကြုံတွေ့နေရမယ့်အချိန်အခါမျိုးဖြစ်လိမ့်မယ်နော် universe က find တွေကိုစာမွေးပွဲစစ်နေနိုင်တယ်လက်ရှိရှိနေတဲ့ပြဿနာတွေကနေပြီးတော့ find တွေသည်အာအဲ့ဒီလိုမျိုးတစ်ခုခုကိုဆုံရှုံသွားအောင်လှုပ်ပြတာမျိုးမဟုတ်ဘဲနဲ့တစ်ခုခုကိုစိတ်တော်ကဖြစ်သွားစေအောင်လှုပ်ပြလိုက်တာမဟုတ်ဘဲနဲ့တစ်ခုခုကိုခြံနာခဲ့တာမျိုးလွှတ်ချတာမျိုးမဟုတ်ဘဲနဲ့ မလွတ်ချဘဲနဲ့ကင်တွယ်ထားရင်မှတင်းနေဆုတ်ထားရင်နဲ့မှကိုယ့်လက်ထဲကနေလွတ်ထွက်မသွားအောင်လို့ဘယ်လိုမျိုးပေါ့နော်ဒီ case ကိုလက်ရှိရှိနေတဲ့ problem တွေကိုဖြေရှင်းနိုင်မလဲဆိုတာကိုအဲ universe ကလှုပ်စီချင်တာတော့ပြောမယ်ဆိုလို့ရှိရင်လောကကြီးမှာပြဿနာမရှိလို့ရှိရင်အရေးချင်းရလည်းမတိုးတက်ဘူးအဲ့တော့ဖိုင်နူးတွေကိုကြာတော့ universe ကလို့စာမှုပဲစစ်နေတယ်ဆိုတာစာမှုစစ်မှဖိုင်နူးတွေကစာချက်ဖြစ်မယ်စာချက်ဖြစ်တော့မှစာရမယ်စာရမှ အဆောင်ဝဲအစင်းကြလို့ရှိရင်ပေါ့နော် final exam ကြလို့ရှိရင်အောင်မြင်မယ်ဆိုရဲအတိတ်ပဲမျိုးကိုဒီ final တွေကိုဖြစ်စေချင်တာ universe ကဒါကြောင့်မို့လို့သူက final တွေကိုပါလုပ်ပေးထားရတယ်ဆိုတော့လက်ရှိမှာ problem ကြားထဲမှာပေါ့နော်ဒီလိုမျိုး struggle ကြားထဲမှာ ရုန်းကန်မှုကြားထဲမှာ အသက်ရှင်ခိုင်းထားတယ်ဒီရုံးကမှုကိုဖိုင်နူရိအနေနဲ့အကောင်းဆုံးဘယ်လိုဖြေရှင်းနိုင်မလဲ ်နော်အကယ်၍ဖိုင်နှုတ်တွေဒီအခုလက်ရှိမှာ လူကိုပဲဖြစ်စေပေါ့နော်ဟောစွန့်ပြစ်လို့ကိုဘကနေစွန့်ခွာလိုက်မယ်တို့စွန့်ပြစ်ပြီးသားတို့စွန့်ပြစ်စွန့်ပြစ်ထားတဲ့အရာတို့ပါတို့ရှိရဆိုလို့ရှင်အပီးမစွန့်လို့ပါနဲ့နော်အပီးမစွန့်လို့ဖယ်နေနောက်တစ်ချိန်ပြန်လဲစူးစားကြည့်ပါဆောင်းမပြင်းနေရဆိုလို့ရှင်လည်းအခုတစ်ချိန်ဖြီးထားတယ်မအောင်ဘူးဆိုလို့ရှင် နောက်တစ်ချိန်ပြန်ဖြီးပြန်ဖြီးဖို့စူးစားကြည့်ပါ နော်ပါလို့လဲဆိုတော့ဒီအရာဒီ ဘယ်လိုပြောမလဲဆိုရင် universe ကစမ်းတက်တဲ့စာမှုပွဲဖြစ်တယ်။တစ်ချိန်နဲ့မအောင်မြင်နှစ်ချိန်မှအောင်မြင်လိမ့်မယ်။ဒါ우မဟုတ်ဘဲနဲ့တခြားဟာကိုရွေးချယ်တယ်ဆိုရယ်ကိစ္စမျိုးကိုတော့လက်ရှိမှာတော့မလုပ်စေချင်သေးဘူးเนาะ။ fine အာ universe က fine tool တွေကိုမလုပ်စေချင်သေးဘူး။ဒါကြောင့်မလို့ fine tool တွေအနေနဲ့အခုချိန်မှာအဲဘောနချိုရီဆိုလို့ရှိရင်ဥမာစီးပွားရေးအသစ်စမယ်တို့ဘာလို့စဉ်းစားနေရမျိုးရှိရဲဆိုလို့ရှိရင်လည်းမလုံနဲ့အောင် ကိုမအဟောင်းရှိရယ်ဆိုလို့ရှိရင်အဲ့ဒီအဟောင်းကိုပဲပေါ့နော်ဘယ်လိုမျိုးကောင်းအောင်လုပ်မလဲဆိုတာကိုပဲအရှာဖွေပြီးတော့နီလန်းရှာဖွေပြီးတော့စ조사ပါနော်အဲ့ဒါကမှဖိုင်တူးတွေအတွက်ပေါ့နော်ကိုရဲ့အရေးချင်းက version ပို့ပြီးတော့မြင့်လာပြီးတော့နော်ဒီအဟောင်းကိုပဲကောင်းကောင်းပြန်လဲမိုးမှန်နိုင်တဲ့အတွက်ကြောင့်မလို့ပြန်လဲစ조사ပြီးတော့ပြန်ထူထောင်နိုင်တဲ့အတွက်ကြောင့်မလို့ဖိုင်တူးတွေကဒီပတ်ဝန်းကျင်ရဲ့အလယ်မှာနာမည်ကောင်းရမယ် အဲ့ကြမှာဂုံတရင်ကြော်စောမယ်နော်ကိုကိုလူတွေအထင်ကြီးတာတော့ဘာတော့ဗောနော်အဲ့လိုမျိုးခံရမယ်နော်ဒီလိုမျိုးကောင်းချင်းရှိတယ်အဲ့တော့ universe ကဖိုင်တူတွေကိုလက်ရှိမှာပါလုပ်ပေးထားလဲဆိုအဲ့ struggle life မှာရှိနေတဲ့ struggle life မှာအဟောင်းကိုမစွန့်ဖြစ်ပါနဲ့အောင်နော်အဟောင်းကိုမစွန့်ဖြစ်ပါနဲ့အောင် နော်ဟောင်းကမှတကယ်ပေါ့နော်ကြီးမားတဲ့ရှာလက်ကြီးမားတဲ့လက်လာပါစပြင်ကြီးမားတဲ့အကျိုးကျေးဇူးကိုကိုယ်ပေးမှာမျိုးဖြစ်တယ်အစ်စ်ကို အလွယ်တကူရွေးချယ်ဖို့မစင်စားပါနဲ့哦အဲ့တော့အစ်စ်ကိုလည်းမလှမ်းပါနဲ့哦နော်မလှမ်းပါနဲ့哦ဒါကြောင့်မလို့လက်ရှိရှိနေတဲ့ကိုယ်မှာဆုံးရှုံးထားတဲ့အရာရှင်အဲ့ဒီအရာကိုပဲပြန်ပြီးတော့ try ကြည့်ပါဆိုတဲ့ပုံစံမျိုးနဲ့အဲ terror ကအကြံပေးထားပါတယ်ဒါဆိုရင် ဖိုင်နှစ်ခုလောက်ရဲ့အဖြူကိုဖတ်ပေးပြီးသွားပါပြီအားလုံးမစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ